အခမ်းအနားကိုမနေ့၈နိုင်မှာစတင်ခဲ့ပါတယ်။ဒုတိယသမ္မတတက်ဦးမြင့်စွေတက်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ပြည်တော်စုလွှတ်တော်နာယကဦးမန်ဝင်းခိုင်တန်းပြည်သူလွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်တို့တက်ရောက်ဂါရဝပြုကြပါတယ်။အဲ့ဒီလိုခေါင်းဆောင်တွေတက်ရောက်ဂါရဝပြုချိန်မှာတက်မတော်ဂုံမြူတက်ဖွဲ့ရလည်းခြိတက်အလေးပြုခဲ့ကြပါတယ်။ကြာဆုံးသွားတဲ့အာဇာနည်ခေါင်းဆောင်တွေရဲ့မိသားစုဝင်တွေဂါရဝပြုဖို့အလှည့်မှာဒေါ်အောင်ဆန်းစုကြည်ကမိသားစုဝင်တအုပ်အဖြစ်တက်ရောက်ဂါရဝပြုတာဖြစ်ပါတယ်။ ဆက်အဲ့ဒီနော်ကြာဆုံးသွားတဲ့အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့မိသားစုတွေကဝန်ထဲချင်းအထိတ်မဲ့လွမ်းသူပန်းခွေတွေနဲ့ဆက်လက်ကာရဝပြုခဲ့ကြပါတယ် နေ့လယ်၁၂နာရီလောက်မှာပြည်သူလူထုတွေကအလှက်ကျဝင်ရောက်ကာရပြုခဲ့ကြပါတယ်အာဇာနီနေ့ခမ်းနားကိုနိုင်ငံရေးပါတီအဖွဲ့အစည်း40ကျော်အရက်ဖက်လူမှုအဖွဲ့အစည်း20ကျော်နဲ့မြန်မာပြည်အခြေစိုက်တန်ယုံတာဝန်ရှိသူတွေလည်းတက်ရောက်ဂါရပြုခဲ့ကြပါတယ်။ကျွန်တော်တို့ဘူချုံဦးဆန်းနဲ့တကွအာဇာနီခေါင်းဆောင်ကြီးတွေဟာတကယ်ပါဒီကနေ့သူတို့ ဆော့ဆော့စီစီလုံးချက်မခံခဲ့ရဘူးဆိုရင် အမိမြန်မာနိုင်ငံတော်ကြီးဟာတာယာဝါပြောစီပင်ငိမ့်ချမ်းနေလောက်ပါပြီသူ့ကိုပြန်လဲတန်တာပြီးတော့ကြီးခွဲချင်းနဲ့ကျွန်တော်တို့အာဇာနည်အခမ်းအနားကိုတက်ရောက်ခြင်းဖြစ်ပါတယ်လို့အာဇာနည်နေ့အခမ်းအနားကိုပထမဆုံးလာရောက်ဂါရဝပြုခဲ့သူတွေလည်းရှိပါတယ်။ကျေးဇူးတရားတော့ကျမတို့ဘဝမှာတော့အမတ်တရားရဆရာတရားတော့အများကြီးပေါ့နော်အခုတို့လွတ်လွတ်လပ်လပ်သွားလာတာလေလမ်းမဆက်ဆံရေးကောင်းလာတယ်အားလုံးကိုပေါ့နော် ဟိုသွားလို့လာလို့ချောချောမွေ့မွေ့နဲ့ရှမ်းပြည်နဲ့ဒီလွယ်တကူသွားလာတာလေအရောက်ကျေးဇူးတင်ပါတယ်လို့ပို့ချုံအောင်စားအောင်လဲပေါ့နော်ကျမတို့ကတော့ပို့ဆုံးအောင်စားမမြင်ခဲ့လို့အခုမှတက်က36နှစ်ပဲရှိသေးတယ်ဆိုတော့လေမမြင်ဘူးပေါ့နော်အမနာကပဲရည်တွားနေတော့အော်လို့ငါတို့များကန်ဆိုးလိုက်တာဟာလို့ပိုချုပ်တည်သွားတာဆိုတော့ငါတို့တော့ဘာမှမတီးလိုက်ဘူးပေါ့နော်လူတော်မဖြစ်ရသေးဘူးပေါ့နော်ငါတို့လည်းကန်ဆိုးတာပေါ့နော်အဲ့လိုမျိုးတို့မြန်မာပြည်ကိုတဲ့သူကကောင်းစားအောင်လုပ်သွားတာတဲ့ပိုချုပ်အောင်ဆန်းကားတဲ့အဲ့လို ဒါပေမဲ့လို့တဲ့သူ့အသက်ကအဲ့ခုဟိုလှုပ်သွားတော့ကွာတဲ့ဒေးသွားတော့နောက်ထပ်တော့သူဆက်ပြီးမလုပ်နိုင်ဘူးခုတော့သူသမီးဆက်လုပ်တယ်အဲ့တော့သွားကြည့်အောင်မယ်လို့မရဘူးလို့လိုက်ကြည့်မယ်ဆိုပြီးတော့ထွက်လာတာဒါကြီးအာဇာနီနေ့ကိုဂုံပြူတဲ့အနေနဲ့ចောင်းသားတက်မကတွေအဖွဲ့အစည်းတွေနဲ့လူငယ်အဖွဲ့အစည်းတွေလည်းဂါရဝပြုခဲ့ကြပြီးတင်ငဲညို့မြို့နယ် NLD လူငယ်အဖွဲ့ကအာဇာနီနေ့မှာစီကမ်းမဲ့ကွန်ဒရီမထွေးဖို့လှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ် အာဇာနည်ကိုဦးထဲမှာကြည့်မယ်ဆိုလို့ရှိရင်အသက်ရွယ်လိုက်အားလုံးပါပါတယ်ပေါ့နော်တကယ်အသက်50ကျော်ကစပြီးတော့အဲရဲဘော်ကိုထေးလို့ဆိုလို့ရှိရင်အသက်18နှစ်မှာတိုင်းပြည်အတွက်ကိုတပ်ပင်းနဲ့ကြာဆုံးသွားပါတယ်ကျမတို့အရာတွေအတူယူပြီးတော့ကျမတို့မျိုးဆက်အနေနဲ့လည်းတိုင်းပြည်တာဝန်တွေကိုဆက်လက်ထမ်းဆောင်သွားမှာဖြစ်ပါတယ်ရှင် ကိုချောင်းဆန်းသားចောင်းသားတမကမတီထောင်ခဲ့ရင်ចောင်းသားလေးဒီလိုမျိုးလွလွလပ်လပ်နဲ့အာចောင်းသားလေးရဲ့အခွင့်အရေးရလာမှာမဟုတ်ပါဘူးရှင်အခုဆိုရင်ကိုချောင်းဆန်းရဲ့ကျေးဇူးကြောင့်ညီမတို့ចောင်းသားလေးလွလွလပ်လပ်နဲ့ဒီလိုမျိုးအာကာရဝပြုခွင့်ရတာပေါ့ရှင်စီတန်လန်းလျှောက်ပြောမှာဟုတ်ကဲ့ဒီနှစ်အာဇာနည်နေ့အခမ်းအနားကိုလာရောက်ကာရဝပြုတဲ့လူတန်းခန့်ရှိမယ်လို့လုံခြုံရေးတာဝန်ရှိသူတွေကခန့်မှန်းထားပါတယ်ခင်ဗျာ